မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေ UWSA တပ်ဖွဲ့ဟာအင်အားအကြီးဆုံးလက်နက်ကင်တပ်ဖွဲ့ဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ဝါတပ်ဖွဲ့ရဲ့အင်အားအကြီးဆုံးလက်နက်ကင်တပ်ဖွဲ့ဆိုတဲ့ကုံပုတ်ကိုအေအေထန်လွှဲပေးရတော့မလားဆိုပြီးပြောဆိုတမ်းတွေကြားလာနေရပါတယ်။ရခိုင်တပ်တော် AA ဟာလူငယ်26ဦးတနက်တလက်နဲ့သာတပ်ဖွဲ့ကိုစတင်တီထောင်ခဲ့တာဖြစ်ပြီးလက်ရှိမှာဆိုရင်တပ်ဖွဲ့ကိုတီထောင်တာ16နှစ်သာရှိနေပါသေးတယ်။ဒါပေမဲ့လက်ရှိမှာတော့ ဝါတပ်ဖွဲ့နဲ့အပြိုင်မြန်မာနိုင်ငံမှာအင်အားအများဆုံးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်လာပြီလို့စီရီအကဲခတ်တချို့ကစတင်တုံ့တက်လာကြပါတယ်။အရင်ကအင်အားအနည်းဆုံးတပ်ဖွဲ့ဖြစ်ခဲ့တဲ့အေအေဟာလက်ရှိမှာတိုက်ပွဲတွေအများအပြားပေါ်ဆောင်လာတယ်လို့ထိန်းချုပ်နေမြေတွေလည်းတမျိုးပြီးတမျိုးတိုးလာနေပါတယ်။2024ခုနှစ်ဇန်နဝါရီလမှာချင်းနဲ့ရခိုင်အစပ်ကဘလောဝကိုအပိသက်တိမ့်ပိုက်ခဲ့ပြီးတဲ့နောက်တနှစ်အတွင်းမှာပဲအေအေဟာမြို့နယ်ပေါင်း15ခုအထိတိမ့်ပိုက်နိုင်ခဲ့ပါတယ်။ချင်းပြည်ကဘလောဝအပြင် ရခိုင်ပြည်နယ်ထဲကပုံနှကျွန်းပေါတော်ရသေးတောင်မောင်တော်ဘူတီတောင်ရန်ပြေအန်တောင်ကုတ်တန်ရွဲကွမြောက်ဦးကြောက်တော်မင်းပြမြေပုံမြို့နယ်တွေကိုအေကတင်ပိုက်ခဲ့ပါတယ်ရခိုင်ပြည်နယ်ထဲမှာအေအေမတင်ပိုက်ရသေးတာကစစ်တွေကြောက်ဖြူနဲ့မအောင်မြို့နယ်တွေပဲကြံ့တော့တာပါဒါပြင်အေဟာလက်ရှိမှာဆိုရင်ရခိုင်ပြည်နယ်အပြင်ရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်စကိုင်းမကွေးအထက်ပါတခြားတော်လိုင်းရင်အင်အားစုတွေနဲ့အတူစစ်ဝင်တိုက်နေသလို အေရီတိုင်းအထည်ကိုပါစစ်တပ်ကိုချိမ့်ချောက်လာနေပါပြီ။အေအေအနေနဲ့လက်ရှိအချိန်မှာလက်နက်တွေကိုအပြည့်အဝမထုတ်လုပ်နိုင်သေးပေမဲ့မြန်မာစစ်တပ်ရဲ့တပ်စခန်းတွေကိုတိုက်ခိုက်သိမ်းဆီးချိန်မှာလက်နက်ခရမ်းတွေပါအများအပြားရရှိပိုင်ဆိုင်ခဲ့တာကြောင့်အဲ့ဒီလက်နက်တွေနဲ့တိုက်ပွဲတွေမှာပြန်လည်အသုံးချနေပါတယ်။ဒါအပြင်စစ်သားအင်အားအနေနဲ့ရခိုင်လူဦးရေဟာဝလူဦးရေထက်ပိုများတာကြောင့်စစ်သားအင်အားအပိုင်းမှာတော့အေကဝထက်ပိုအားသာနိုင်တယ်လို့စီးရဲကတ်ခတ်တွေကတုံ့တက်ကြပါတယ်။အေမှာတိုက်ခိုက်ရေးစစ်သားကြီးပဲ၃000လောက်ရှိနိုင်ပြီး အရန်တက်ဖွဲ့ဝင်တွေနဲ့ရက်ရွာပြည်သူစစ်အဖွဲ့ဝင်တွေလည်းတိုးလာနေတာကြောင့်ဝတက်ဖွဲ့ထက်တက်အင်အားမပြားရင်တောင်မနှဲတော့တဲ့အရေးအတွက်ရှိနေပြီလို့ဆိုနိုင်ပါတယ်။ဒါအပြင်အေအေကောင်းဆောင်တွေဟာလူငယ်တွေဖြစ်ပြီးဤပညာကိုကောင်းကောင်းအသုံးချနိုင်တယ်လို့ဆိုပါတယ်။ဇီးပွားရေးအပိုင်းမှာဆိုရင်လည်းရခိုင်ပြည်နယ်ထဲမှာတရုတ်ရင်းနှီးမြှုပ်နှံမှုတွေအများအပြားရှိပြီးလက်ရှိမှာဆိုရင်ရခိုင်ပြည်နယ်ကတရုတ်ရင်းနှီးမြှုပ်နှံမှုတွေအားလုံးကိုလည်းအေအေကထိန်းချုပ်ထားနိုင်ပြီပဲဖြစ်ပါတယ်။ဒါပေမဲ့အရင်ကတည်းကမြန်မာနိုင်ငံမှာအင်အားအကြီးဆုံးလက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့ ဝါပြည်သွေးစည်းညညရေးတက်မတော် UWS ဟာဆိုရင်လေအင်အားတွေလျှော့နေသွားတာမျိုးမရှိပဲအရင်လိုပဲအင်အားတောင့်တင်းနေစေဖြစ်တာကြောင့် AA နဲ့ဝါတက်ဖွဲ့တို့ကဘသူကအင်အားပူကြီးလဲဆိုတာကိုတုံ့တက်ဖို့မလွယ်ကူသေးပါဘူး UWS ဝါတက်ဖွဲ့ကိုလွန်ခဲ့တဲ့1989ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ရဖြစ်ပြီးအခုဆိုရင်နှစ်ပေါင်း35နှစ်ကျော်ရှိနေပြီဖြစ်ပါတယ် UWS ဝါတက်ဖွဲ့ဟာလက်ရှိမှာ ကိုပိုင်တက်ကိုပိုင်ဒေသကိုတည်ထောင်ထားနိုင်တယ်လို့ဝါနေမျိုးကိုလည်းကိုပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုပိုင်းပြထန်းခွင့်အပြည့်အဝအုတ်ချုပ်ခွင့်ရနေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ဓာတ်အင်အား